ွဲမင်္ဂလာပါအဲကျွန်တော်တို့ serious computer နဲ့ပြန်နေကြိုးပါရယ်ဟုတ်ကျွန်တော်ရင်းခေါင်းသင်နေတာမှာ arithmetic operator ကြောင့်လေးပြောခဲ့ပြီ Python နဲ့တူတူကြကြရှိတာ double asterisk နှစ်ခုနဲ့အဲ double forward slash နှစ်ခု integer division နဲ့ကျွန်တော်တို့ပါရောအဲ exponential ဟုတ်လားထပ်ကိန်းမြောက်တယ်ဟာငါးငါးလေး20ငါးဟုတ်နည်းနည်းမြောက်ငါးဟုတ်နည်းနည်းမြောက်တော့မဟုတ် sorry ငါးငါးလေးနဲ့ငါးဟုတ်နှစ်ကိန်းမြောက်တယ်အဲ့လိုငါးငါးဟုတ်ငါးနဲ့ပြန်တယ် exponential နဲ့ပုံတယ် okay အဲ့နောက်တစ်ခုကြည့်မယ် future ကကျွန်တော်ပြောပြရကြံနေရဗာလေးလဲဆိုတော့ operator မှာကျွန်တော်တို့ဒီအပောင်းကို operator လို့ခေါ်တယ်ဟုတ်လားကျွန်တော်ပြီးရင်ဟိုအသွားမှာ relational operator ကြောင့်သွားမှာမသွားခင်ဒီမှာအခြေခံလေးတစ်ချက်ပြောရရှိဟုတ်လားဒီအပောင်းနှုတ်မြောင်စာဘာလို့ခေါ်လဲ operator လို့ခေါ်ဒီ file နဲ့ do နဲ့သူဒီ input value နှစ်ခုလို့တယ် operator တခုလို့လို့ဒီ not equal to 7နေမဆိုင်ဘူးเนาะအဖြေ equal to ရေးထားတာမဆိုင်ဘူး input value နှစ်ခုလို့တယ် operator တခုလို့လို့ဟုတ် ီ arithmetic လုပ်ဖို့ operator impost value ဘယ်နှခုလဲနှစ်ခုလဲလေပေါင်းမှဆိုခဏနှစ်ခုချင်းမှပေါင်းလို့ရမှာလေနှုတ်မှဆိုလည်းနှစ်ခုချင်းမှနှုတ်လို့ရတယ်အဲ့ဒါကိုပြောတယ်ဒါတွေကြအဲ့ဒီ low level value တွေဘာလို့ခေါ်ရလဲ operand ဒါကို operator ဒီအကောင် operand operand မှာမှနှစ်ခုရယ် left operand နဲ့ right operand အဲ့လိုသွားမှာနော် operator တိုင်းပဲနှစ်ခုလိုတယ် operator တိုင်းအဲ့တော့ဆိုကဲကျွန်တော်ဒီခြေခံနေ့ကျွန်တော်ရှင်းစာသွားမယ် relation နဲ့ operator ကိုသွားမယ် comparison operator လို့ခေါ်တယ် equal equal ညီလာကိုဆင်မယ် equal နှစ်ခုနော် equal နှစ်ခုနော် ညီလာကိုစစ်ဖို့အတွက်နှစ်ခုရှိမှရပါတယ်မညီလာစစ်ဖို့အတွက်လည်းနှစ်ခုရှိမှရပါငယ်လာကြီးလာစစ်ဖို့အတွက်အင်ဘောနှစ်ခုရှိမှရမယ်အဲငယ်သားညီလာဟုတ်လားကြီးပြီးတော့ညီလာငယ်ပြီးတော့ညီလာအဲ့နှစ်ခုလေးရှိဖို့လေဗျာအင်ဘော value နှစ်ခုရှိဖို့ operand နှစ်ခုလို့လေနှစ်ခုလို့လေ left operand နဲ့ right operand ဒါပဲဟုတ်ကဲ့နော်ကဲဆိုတော့ကြည့်မယ် idea လေး inner just mode နဲ့ပဲပြလိုက်မယ်ဟုတ်ပြီခင်ဗျ equal equal 1 equal 2ဒါရှင်းနေရပါပဲ y by equal to 1 by 2နဲ့ညီမမညီတာ force ထားမှာပေါ့1 not equal to 1 not equal to sorry 1 not equal to ကာမချားလဲထွက်တယ်နော်ရိုက်ပုံရိုက်နည်းလေးနော်ရိုက်ပုံရိုက်ဒီမှာချားတယ်ဒီမှာမချားဘူးဒါပေမဲ့ချားမှာပါလို့မှာလို့စာဖတ်လို့ကောင်းပါလေပိုင်း3က read ပဲဖြစ်နေတာဟုတ်ဟုတ်နော်1 greater than 2ဟာ1 and 2ထက်ကြီးလားမကြီးဘူးလေရှင်းနေပါပဲ1 less than 2ဒါနမူနာလေး1 less than 2ဟော sorry 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 1 less than 2 true အဲဒီမှာကြည့် နိုင်ရှင်လဲဆိုသူအဖြေ quarter နိုင်ရှင်လဲသူအဖြေနှစ်ခုပဲထွက်ပြီပဲညီလဲဆို force မညီလဲဆို true မညီဆို for ဒါပဲမှန်မှန်တယ်မမှန်မမှန်ဒီနှစ်ခုပဲအဲ့ဒီထွက်လာတဲ့ results true for ပေါ်မှာမူတယ်ပဲကျွန်တော်က program ပါတော့မှာလဲ decision making ပေါ့နော်ဟိုဘက်ဒီဘက်ညင်ပါလို့မယ်မညင်ပါလို့မယ်အဲ့ဒါကိုကျွန်တော် program flow လို့ခေါ်တယ်ဟုတ်နော် program သွားမဲ့ flow ကျွန်တော်တို့ချိန်မယ်အမညင်ဒီထက်အောင်လို့ညင်ဒီထက်အောင်လို့မယ်အဲ့ဒီပေါ့ဟုတ်နော်နောက်တစ်ခုထပ်နှိုင်းရှင်းလိုက်ပါဦးမယ်1 kaida dan equal to two one two ne sorry tak ada kawan aku apa buat mana kaida dan equal to two or four one jima mana one less than equal to sorry less than equal to two dah tip operator apa nak kira one two three four five six cakup relation operator of comparison operator of nak kira cakup pada berapa tu ada two four berapa eh apa nak ni tu ada no no ada decision making mana kawan itu ni dorang if if lori if day နော် switch day why နေဟုတ်လားအဲ့ဒီမှာသုံးအောင် okay ကြည့်မယ်နမနေနေမှာကျွန်တော်တို့ Facebook login လို့မြင်ဖြစ်မြင်လား Facebook login ကျွန်တော်တို့ user name ရတယ် password ရတယ်အဲ့သူ set မှာ if ဟော user name ရလာတဲ့ user name နဲ့ဒါ input ပေးလိုက်တယ်နော် user ဗာပေးလိုက်တယ် input ရထည့်လိုက်တယ်ကို email ရောကို password ရထည့်လိုက်ရထည့်ပြီးရင် Facebook လောက်အောင်လောက်အဲ့နှစ်ခုဆိုတာတိုက်စင်တယ်လူထဲမှာအကောင့်ဖွင့်ထားတဲ့ database ရှိရဲ့ အဲ့ဒီ database ကိုသွားစင်ဟာ if ဒီ user name ကနှစ်ချက်စင်မှသူကြတယ်ဟုတ်တယ် user name ကဒီ database ရဲ့ဟာနဲ့ညီလာနောက်ကျဒီ password ကရောမအားလို့သိမ်းထားတဲ့ password နဲ့ညီလာညီတဲ့ဆိုရင် dang ဆို Facebook စာမျက်နှာပဲဖြစ်လို့တော့ပွင့် menu ဆိုတော့လမ်းပြပါမင်း user name မတယ်မင်း email မတယ်မင်းဘာမတယ်ဘာမတယ်၃ချိန်လောက်ဆိုရင်လွတ်ကြပါတယ်ဟုတ်ကဲ့မလား mobile banking တူတူပဲအဲ့ဒါပဲဒီနေရာဒီမှာတို့ဘာလို့မလဲ switch up စစ်တဲ့နေရာမှာ program တစ်ခုစီအခြေအနေတစ်ခုကိုစစ်တာလည်းရှိရနှစ်ခုလုံးစစ်တာလည်းရှိအဲ့ဒါလည်းရှိမှာ operator တွေလာနေတယ်ဟုတ်ကဲ့မလားကဲဆိုတော့ဒါဒီ relation နဲ့ operator or comparisons operator ပြန်ပြမယ်နောက်ခုကြည့်လိုက်6ခုရှိတယ်မှတ်ထားပြီနော် okay thank you ပြန်